2025ခုနှစ်မေလ9ရက်နေ့အင်ဒိုနီးရှားနိုင်ငံစူကာရမီခိယစီရန်ကျမရှိတဲ့ချီပဒန်ရွာထဲမှာတကယ်ကိုသူပြည့်စင်အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီမနေ့ပိုင်းမှာအမျိုးသားတယောက်ကအယိုးတွေလူယိုးတွေကိုတွေ့နေဆိုပြီးတော့ online တဲ့အတန်ကြီးကြီးကတရားလုံးကိုစူညံသွားခဲ့ပါတယ်။ရွာထဲကလူတွေလည်းကြောင်လဲကြောက်တလို့ဆက်လက်ဆက်စုနေတာကြောင့်လာကြည့်ခဲ့ကြတဲ့ခါမှာတော့ချုံပိုးတွေထဲမှာအသားစားနေကညီပြီးတော့မင်းနဲ့ပြီးတော့ပုတ်တိုးနေတဲ့လူအယိုးတွေကိုတွေ့ရှိခဲ့ကြရဲဗျ။အဲဒီချိန်မှာပဲရွာသားတယောက် ကသူ့ရဲ့ဖုန်းကိုထုတ်ပြီးတော့အယိုးတွေကိုပူရူရိုက်ပြီး yes scan စီကိုချက်ချင်းပို့ခဲ့ပါတယ်အဲ့ဒီမှာပဲရွာထဲမှာနောက်တဲ့ online တစ်ခုထပ်ပြီးတော့ထွက်လာခဲ့ပြန်ပါတယ်ဒီတစ်ချိန်မှာတော့မြစ်ထဲအမိုက်သွားပစ်တဲ့အမျိုးသားတစ်ယောက်ကမြစ်ထဲမျောလာတဲ့ plastic အိတ်အိတ်နဲ့အတူအယိုးတွေကိုထပ်တွေးခဲ့တာပဲဖြစ်ပါတယ်သူကလည်းရဲတွေကိုချက်ချင်းလှက်အကြောင်းကြားခဲ့ပါတယ်အဲ့နောက်မှာတော့ရဲတွေကအယိုးတွေတွေးခဲ့တဲ့နေရာနှစ်ခုသုံးကိုရောက်လာခဲ့ကြပြီးတော့စစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီမှာပဲခေါင်းမေးယိုးနေခြေရီလက်တွေအကုန်လုံးကမေးယိုးခံထားရတာကြောင့်မင်းနဲ့ က်နေပြီးတော့နေရာအနှံ့မှာပြစ်ခတ်ထားရတာကိုတွေ့ရှိခဲ့ကြပါတယ်။ရဲရဲတဲ့အဲဒီအယိုးတွေကိုတွေ့ခဲ့ရတဲ့နေရာမှာရရှိခဲ့တဲ့လူတွေအားလုံးကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့အယိုးတွေကိုလည်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီမှာပဲဒီအယိုးတွေကအနည်းဆုံးတည်သွားတာချက်အတော်ကြပြီးဖြစ်ပြီးတော့အနည်းဆုံးလူတယောက်ရဲ့အယိုးတွေဖြစ်နေဆိုတာကိုသိရှိသွားခဲ့ပါတယ်။ဒါမှမဟုတ်ရွာတွေကဘသူကမှတော့အဲဒီအယိုးတွေကိုဘသူကလာစမြစ်သွားရဆိုတာကိုမသိကြပါဘူး။ဘာသိလို့သာမှမရှိတာကြောင့်ရဲရဲလည်းဒီတလောပျောက်သွားတဲ့သူဘသူရှိလဲဆိုပြီးတော့မေးလာခဲ့ပါတယ်။အဲဒီမှာပဲအမျိုးသမီးတယောက် ောက်ကရွာထဲမှာမတွေ့တာကြာပြီဖြစ်တဲ့လူတစ်ယောက်ရှိရဆိုပြီးတော့လာပြောခဲ့ပါတယ်ဆိုတော့အဲ့ဒီပျောက်ဆုံးနေတဲ့သူကဘသူလဲအဲ့ဒီအယူတွေကရောဘေကနေဘလို့ရောက်လာခဲ့တာလဲဒီမူရဲ့နောက်ကမှရောဘလို့လှုပ်ရွက်ချက်တွေများရှိပြီးတော့ဘာတွေများဆက်ဖြစ်သွားလဲဆိုတာနဲ့ပတ်သက်ပြီးဝီနေကိုကြည့်ရှုပြီးတော့အဖြေရှာလိုက်ကြပါအောင်ဗျပျောက်ဆုံးနေတဲ့သူကအမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့အသက်50တနှစ်အရွယ်လီလီစမဲဖြစ်ပြီးတော့သူမကရွာထဲမှာတော်တော်လေးတက်တက်ကြွကြနဲ့နေရတကပါလိရှိနေသူတယောက်ပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ရွာထဲမှာဘာကိစ္စပဲရှိရှိသူမက ကရှီဆုံးကတွေ့ရတဲ့နဲ့ဆိုပေမဲ့သူစစန်းသူမကအစနာပြောင်းနေတာကြာပြီလို့သိရှိရတယ်ဗျ။အဲ့ဒါနဲ့ရင်းရီလဲဂျွာသားတွေကိုလီလီရဲ့အင်ဂျီကိုတိုက်ပို့ပေးခိုင်းခဲ့ပါတယ်။လီလီရဲ့အင်ကိုရောက်လာပြီးတော့အင်ဂျီကနေလမ်းခေါ်ခဲ့ကြတဲ့ဆိုပေမဲ့အထက်ကဘသူကမှပြန်မထူးခဲ့တယ်လို့တကားတွေကလည်းတော့ခတ်ထားပြီးတော့အင်းထဲမှာဘသူမှမရှိနေတဲ့ပုံဖြစ်နေခဲ့ပါတယ်။ဒါမှမဟုတ်အဲ့ဒီအင်တွေကနေအသားပုတ်တဲ့အနက်ခပ်ပြီးပြီးထွက်နေတာကြောင့်ဂျွာသားရဲ့လေးလည်းအဲ့ဒီအင်တကားကိုအတင်းဖြတ်ဝင်ခဲ့ကြပါတယ်။အဲ့ဒီမှာပဲဂုဏ်ကပုံနေတဲ့အန်ဂျီကခပ်ပြီးပြီးထွက်လာခဲ့တယ်လို့အမောင်သူထဲမှာလ ူတယောက်လှုပ်ရှားနေတဲ့အရေးရောင်ကိုလည်းမြင်ခဲ့ရပါတယ်။အားနဲ့ရေးရလေအဲ့ဒီအိမ်ထဲမှာပုံးနေတဲ့သူတွေကိုထွက်လာခိုင်းခဲ့တဲ့အခါမှာတော့အသက်32နှစ်အရွယ်ရန်ဒီရိုတီနီနဲ့အသက်60အရွယ်သူမရဲ့အဖြစ်ဖြစ်တဲ့ကာဟာတို့နှစ်ယောက်ထွက်လာခဲ့ပါတယ်။ရေးလေသူတို့နှစ်ယောက်ကိုရေစကန်စီကိုချစ်ချစ်ခေါ်သွားပြီးတော့စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။စစ်ဆေးခြင်းမှာတော့သူတို့နှစ်ယောက်စလုံးကအဲ့ဒီကိစ္စနဲ့ဘာမှပတ်သက်မှုရှိသလိုအဲ့ဒီကြောင့်ကိုကြားလာရတဲ့အချိန်မှာကျန်တဲ့လူတွေလိုပဲထိတ်လန့်သွားရတယ်ဆိုပြီးတော့ခတ်ဆူရဲပြဒိုင်မန်ရေတွေကလိုရမရ သူ့ရဲ့ဖုန်းတွေကိုတိမ်ပြီးတော့ဆေးဆေးမှုတွေလုပ်ခဲ့တဲ့ခါမှာတော့တကယ့်ကိုသူပြဆရာကောင်းတဲ့အရာတွေကိုတွေ့သွားခဲ့ကြပါတယ်။ရန်ဒီရဲ့ဖုန်းထဲမှာတော့2025ခုနှစ်အေဗီလာ22ရက်နေ့ရက်စွဲနဲ့ဓာတ်ပုံတချို့ကိုတွေ့သွားခဲ့ပါတယ်။အဲဒီဓာတ်ပုံထဲမှာတော့ပြောင်းနေတဲ့အမျိုးသမီးဖြစ်တဲ့လီလီကအသက်မဲနေပြီးတော့သူ့မရဲ့ခေါင်းကလည်းမဲနေတယ်လို့ပုံပြက်ပန်းပြက်ဖြစ်နေတာကိုတွေ့သွားခဲ့ပါတယ်။အဲဒါတွေနဲ့မကတိမနဲ့ဓာတ်ပုံတစ်ခုထဲမှာဆိုရင်ရန်ဒီရဲ့သမီးဖြစ်တဲ့အသက်3နှစ်အရွယ်စီတီနူဟာရာတီကလည်းလီလီလိုမျိုးအခြေအနေတွေဖြစ်နေတာကိုပါတွေ့သွားခဲ့ပါတော့တယ်။ရန် င်ကသူမကျွလုံခဲ့တဲ့ပြင်မှုတွေကိုဓာတ်ပုံရပြီးတော့မှတ်တမ်းတင်ထားခဲ့တာဖြစ်တာကြောင့်အမှုမှန်ကိုဘလို့မှဖုံးဝယ်လို့မရတော့ပါဘူး။ဒါပေမဲ့လည်းအဲ့ဒီဖြစ်ရတဲ့ကုလုံးကိုနားလည်ဖို့ဆိုရင်တော့ယန်နီရဲ့ဘဝအကြောင်းကိုအရင်ပြောပြဖို့လိုပါလိမ့်မယ်။ယန်နီကတော့လီလီနဲ့ကာဟာရိုရဲ့သမီးပဲဖြစ်ပြီးတော့စီရန်ဂျာအစွန်ဖျားကရွာလေးတရွာမှာဝေးဝါးခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့မိသားစုကမချမ်းသာပဲနဲ့တနည်းစားတနည်းစားရဖို့တော့မိဘနှစ်ယောက်စလုံးကအလုံးလုံးနေကြရတဲ့သူတွေဖြစ်တာပဲဖြစ်ပါတယ်။ဝေးချင်း၃ယောက်အနက်မှာအကြီးဆုံးဖြစ်တဲ့ရန်နီကအဲဒီလိုစင်းရဲတဲ့ဘဝကနေလွတ်မြောက်ပြီးတော့ပူကောင်းတဲ့ဘဝကိုလိုချင်တာကြောင့် စ조사ခဲ့တဲ့ဆိုပေမဲ့သူမရဲ့အခွင့်အရေးတွေကိုတော့မရရှိခဲ့ပါဘူး။သူမမအိမ်တော်တော့ရှိရဆိုပေမဲ့သူမရဲ့အမျိုးသားကဘယ်သူဘယ်ဝါဆိုတာကိုတော့မသိခဲ့ပါဘူး။အဲလိုနဲ့ယန်ဒီလည်းသူမမတ်နေတဲ့ဘွားလေးကိုတီထောင်မှုဆိုတဲ့စိတ်ကူးလေးနဲ့မိဘရဲ့အိမ်မှာအသက်၃နှစ်အရွယ်သူမရဲ့သမီးဖြစ်သူစီတူနူရာရာဒီနဲ့အတူဆက်နေခဲ့ပါတယ်။ပြဿနာကတော့ယန်ဒီရဲ့အမီးဖြစ်တဲ့လီလီကတခြားသားသမီးအရင်ရှိယန်ဒီကိုခွဲခြားဆက်ဆံခဲ့တာပါပဲ။သူမရဲ့မိသူဖြစ်သူလီလီကသူမကိုရုပ်ဆိုးတယ်ဆိုပြီးတော့မကြာခဏစတောက်ခဲ့ပြီးတော့တစိမ့်တယောက်လိုဆက်ဆံ ခဲ့တာပဲဖြစ်ပါတယ်အဲလိုမျိုးစိတ်ဓာရရင်းနဲ့အတူကြီးမြင့်လာရခဲ့တဲ့အပြင်ပညာရေးမှာရောအချက်ရေးမှာရောတမီဖြစ်သူကိုပြုစုပြူထောင်တဲ့နေရာမှာပါလီလီကဖီအားတွေပြီးလာခဲ့ပါတယ်အရာတွေနဲ့မကတဲ့ပဲနဲ့လီလီကမြေးဖြစ်တဲ့စီတီနူအာရာဒီကိုရန်လီတက်ပို့ယူဆိုင်ပေးခဲ့ပြီးရောရန်ဒီကိုတော့လှစ်လူရှူတာတွေကိုပဲလုလာခဲ့ပါတယ်ပြဿနာကိုပိုဆိုးစေတာကတော့လီလီကမိသားစုရဲ့ဝင်ဝင်ကိုထိကျုံထားတာပါပဲသူမရဲ့အမျိုးသားဖြစ်တဲ့ကာဟာကသူ့ရဲ့အကျွေးတွေကိုစပိုးသူမစီကနေငွေချေးခဲ့တဲ့အချိန်မှလည်းလီလီကမချေးခဲ့ပြန်ပါဘူး အဲ့ဒီချက်ကလည်းနောက်ပိုင်းမှာဖီးယန်ဆိုကြီးကိုဖြစ်လာစေမဲ့ဗီဇာတကူဖြစ်လာခဲ့ပါတော့တယ်။ရန်နီကတော့သူမအမိနဲ့ပတ်သက်ပြီးဒေါသရည်နဲ့စိတ်မကျင်တဲ့ဖြစ်မှုတွေကိုနှိပေါင်းများစွာမျိုးသိမ့်နေခြင်းနဲ့တရက်မှတော့တီးမခံနိုင်တော့မနဲ့အမိဖြစ်သူကိုလက်စာဖျောက်ပြဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။စစချင်းမှသူမကအဲ့ဒီမျိုးကိုတယောက်တည်းကျူးလွန်မှုစီစဉ်ခဲ့တဲ့ဆိုပေမဲ့အလောင်းဖျောက်ဖို့ဆိုရင်တယောက်တည်းမဖြစ်နိုင်တာကြောင့်သူမရဲ့အဖင်ကြီးဖြစ်သူကာဟာကိုစီစုံရင်းဆင်ခဲ့ပါတော့တယ်။ကာဟာရဲ့ဘဝအကြောင်းကိုသိမ့်မသိရသေးဘူးဆိုပေမဲ့ရွေးရဲ့အစီရင်ခံစာတွေအရတော့သူကအကျွေးတော်နေနေတဲ့လူတယောက်လို့သိ ရှိရတယ်ဗျသူမအကျွေးရူပီယာတန်း60ရှိပြီးတော့အနေများတဲ့ငွေတို့ချေးတဲ့သူတွေစီကနေကပါပတ်စံနေချေးထားတာပဲဖြစ်ပါတယ်သူကအလုပ်တော့လုပ်နေတယ်ဆိုပေမဲ့ပတ်စံကမိသားစုကို ရောက်လာပဲနဲ့ဘယောက်သွားလဲဆိုတာကိုတော့ဘသူမှမသိပါဘူးသူရဲ့အကျွေးတွေကများလာသလို အတိုးတွေကလည်းများတဲ့များလာတဲ့အခါမှာတော့ကားလည်းကြံရမရဖြစ်လာခဲ့ပါတော့တယ်အဲ့လိုနဲ့ပဲတရင်မှာတော့ယန္တိကလီလီကိုတပ်ဖို့အကူအညီပေးမလားဆိုပြီးတော့လာမိခဲ့တယ်ဗျဆက်စချင်းမှာတော့ကားကအဖမ်းခံရပြီးတော့ပြည့်ပြန့်ချခံရမှာဆိုတာကြောင့်ညင်းပယ်ခဲ့ပါတယ်ဒါပေမဲ့လည်းယန္တိက အမေရဲ့လုံဝင်လန်းစားတွေကိုအဖေယူလိုက်ဆိုပြီးတော့ပြောလာတဲ့အခါမှာတော့သူလည်းစိတ်ဝင်စားသွားခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော့လီလီမာကဆွဲချိုးတို့လက်ကောက်တို့ကရွှေ83 gram လောက်ရှိပြီးတော့အဲ့ဒီပတ်စံနဲ့ဆိုရင်သူ့ရဲ့အကျွေးတွေကိုအကြည့်ဆက်နိုင်မှာပဲလို့သူကတွေးခဲ့တာပဲဖြစ်ပါတယ်။ပူဆိုးတာကတော့တခါတော့ကသူ့အနေနဲ့အကျွေးဆက်ဖို့အဲ့ဒီရွှေတွေကိုချီးပါဆိုပြီးတော့တောင်းခဲ့တဲ့ဆိုပေမဲ့လီလီကတော့နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သားသမီးတွေအတွက်ဆိုပြီးတော့သူ့ကိုမချီးခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ကာလည်းလောဘတက်ပြီးတော့သူ့ရဲ့မိန်းမလီလီကိုတတ်ဖို့အတွက်ကူညီပေးဖို့သဘောတူ ခဲ့ပါတော့တယ်အဲလိုနဲ့2025ခုနှစ်အေဗီလာ22ရက်နေ့ကိုရောက်လာခဲ့တယ်ဗျအဲဒီညမှာတော့ရန်ဒီတို့တာအဖာကဓာရီကကြီးတွေကိုလူလူမဲ့မဲ့ကျုပ်ပြင်ဆင်ထားခဲ့ပါတယ်ညပိုင်းမှာတော့ရန်ဒီကတမီဖြစ်သူစစ်တီနူဟာရာတွေကိုတိတ်ခဲ့ပါတယ်အဲဒီနောက်မှာတော့အခန်းထဲကနေတတတီထွက်လာခဲ့ပြီးတော့လီလီရဲ့အခန်းထဲကိုဝင်သွားခဲ့တယ်ဗျလီလီရဲ့အခန်းထဲမှာတော့ကာဟာကဂရင်ကောင်းရဲမှာကျူဆောင်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ကာဟာကလီလီရဲ့လက်တွေကိုချုပ်ထားပြီးတော့ရန်ဒီကသူ့ရဲ့အပေါ်ကနေတက်ပြင်းရင်လေပြီးညှစ်ခဲ့ပါတော့တယ်အဲဒီအချိန်မှာပဲလီလီကယု ုံးခံပြီးတော့အသက်ချမ်းသာပေးပါဆိုပြီးတော့တောင်းပန်ခဲ့တဲ့ဆိုပေမဲ့ရန်တီနဲ့ကာတို့လက်ကနေမလို့မှမယုံနိုင်ခဲ့ပဲနဲ့နောက်ဆုံးမှာတော့ခရင်ကောင်ပါပဲအသက်ထွက်သွားခဲ့ပါတော့တယ်လီလီတယောက်ဆုံးမသွားပြီးပြီးချင်းမှာပဲကာကသူ့မဝတ်ထားတဲ့လက်ဝဲလက်စားတွေကိုချော့ဘီရိုထဲမှာတင်ထားတဲ့ပတ်စံတွေနဲ့ရွှေကိုချက်ချင်းယူခဲ့ပါတယ်သူကအဲဒီမျိုးလုံနေတော့မှာပဲရန်တီကစီတီနိုးလာပြီးဝရင်ဘလို့လုံမလဲတရားလုံးနိုးလာလိမ့်မယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်အဲဒီအချိန်မှာပဲရန်တီကစီတီအိတ်နေတဲ့အခန်းထဲကိုပြေးသွားပြီးတော့လေပြင်းညစ်ခဲ့ပါတော့တယ်အဲဒီလိုမျိုးဖြစ်ပြီးတော့၄ရက်ကြောက် ကြတဲ့အထိအလားနာကသူ့ရဲ့အိမ်ထဲမှာအဟိတ်တန်ရှိနေခဲ့ပြီးတော့အချိန်လေးကြာလာတဲ့အများပုတ်လာခဲ့ပါတော့တဲ့တဖြည်းဖြည်းနဲ့ပုံနံကမခံနိုင်တော့အောင်ပြင်းလာတဲ့အခါမှာတော့သူတို့လည်းအလောင်းတွေကိုလက်စာဖြောက်ဖို့လုပ်ခဲ့ကြပါတော့တဲ့ပထမဆုံးအနေနဲ့သူတို့တွေကခန္ဓာကိုယ်တွေကိုအပန်းပန်းခုတ်တိခဲ့ကြပါတော့တဲ့ပြဿနာကအဲ့ဒီမျိုးလှုပ်ထားတာတော့မှဘယ်သူမေးဝါဆိုတော့ကိုသိနေနိုင်တဲ့အကြောင်းသူတို့ကအရေးကုန်တွေကိုထပ်ခွာခဲ့ကြပါတော့တဲ့အဲ့ဒါမှတော့အိမ်ထဲမှာအိုင်ထုံးနေတဲ့သွေးတွေကိုရှင်းခဲ့ကြတဲ့ဆိုပေမဲ့အသေးအတန်လုပ်ခဲ့ကြတာကြောင့်တချို့နေရာမှာသွေးတွေနဲ့အသားစားနေကျန်နေခဲ့ပြီးတော့နောက်ပိုင်းမှာအဲ့ဒီကနေ ထွက်လာတဲ့အပုံနဲ့တွေကြောင့်အိန္ဒိယချင်းတွေကအဲ့ဒီပြည့်ကိုသတိထားမိသွားခဲ့ကြတာပဲဖြစ်ပါတယ်။အဲလိုမျိုးလှုပ်ပြီးလာတာမှာအရေးကိုနေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုအဲလိုမျိုးလှုပ်ပြလိုက်မယ်ဆိုရင်ပုံနဲ့တွေထွက်လာမယ်ဆိုပြီးတော့သူတွေကအကုန်လုံးကိုမီရှုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့အယိုးတွေကိုကောက်ယူပြီးချုံမိုးတွေထဲနဲ့မြစ်တွေထဲကိုပစ်ချပြီးတော့လက်စာဖျောက်ခဲ့ပါတော့တယ်။ဒီချိန်ထိသူတို့ကျွလွန်ခဲ့တဲ့အမှုကသတိတော်ရုံနဲ့ရှာလို့မရတဲ့အရာဖြစ်နေတဲ့ဆိုပေမဲ့ရန်နီကတော့အမားအကြီးကြီးတခုကိုလုံမိခဲ့ပါတယ်။အဲဒါကတော့သူမကအရာအားလုံးညီမကိုဖုံးတဲ့တပုံ ခြိုက်ထားခဲ့တာပါပဲသူမကလီလီရဲ့မျက်လုံးကြီးပြူးပြီးတော့မျက်နှာတွေပြာနှဲနေတဲ့ခန္ဓာကိုယ်ရဲ့မီးရှို့ထားတဲ့ကြံရည်ရဲ့အယိုးတွေရဲ့သမီးဖြစ်သူရဲ့ခန္ဓာကိုယ်ရဲ့ကိုဖုံးနဲ့ဓာတ်ပုံခြိုက်ထားခဲ့တာပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့သူတို့သားအဖကအိမ်ထဲကနေတိတ်မထွက်တော့ဘဲနဲ့ကာဟာကအကျွေးရှင်တွေကိုအကျွေးပေးဖို့အတွက်ရွှေတွေကိုရောင်းဖို့လောက်ပဲတခါတလေအိမ်မင်းကိုထွက်လာတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းရွာထဲမှာနေရာတကာပါလိရှိတဲ့လီလီရောဂျူဒီရဲ့ပျောက်သွားတာကိုကျန်တဲ့အိနီနာချင်းတွေကသတိထားမိလာခဲ့ပါတယ်အဲဒီအကြောင်းယန်တီနဲ့ကာဟာကိုမေးခဲ့တဲ့ဆိုရင်နေရာလုံးကလီလီပဲသွားလဲမသိပါဘူးဆိုပြီးတော့ ော့ပဲပြန်ဖြေခဲ့ကြပါတယ်အဲ့လိုနဲ့သူတို့ကိုဘယ်သူမှမတီးတော့ဘူးလို့ထင်နေတုန်းမှတီးရမှတော့သူတို့အိမ်ကိုရွာသားတွေနဲ့ရဲတွေကတကားလာခောက်ခဲ့တာပဲဖြစ်ပါတယ်သူတို့နေကဘာလို့ရမယ်မသိဖြစ်နေတုန်းမှရွာသားတွေကအိမ်တကားကိုဖျက်ဝင်လာခဲ့တာကြောင့်သူတို့နေကဖမ်းခံလိုက်ရပါတော့တယ်ဆဆချင်းမှတော့လီလီပဲရောက်သွားလဲဆိုတာကိုသူတို့မသိပါဘူးဆိုပြီးတော့သူတို့နေကစလုံးကငင်းခဲ့ကြတယ်ဆိုပေမဲ့ရန်တီးရဲ့ဖုန်းလေးကဓာတ်ပုံတွေပေါ်လာတဲ့အခါမှာတော့အမှုကဘူးပေါ်သူတို့ပေါ်သွားခဲ့တာပဲဖြစ်ပါတယ်အဲ့လိုမျိုးတက်တက်တွေခံလုံးနေတဲ့အခါမှာတော့ရန်တီးကအမှုလုပ်ဖို့အတွက်နောက်တစ်မျိုးပြောင်းချန်ခဲ့ပါတယ်အင်ဒိုနီးရှားရဲ့တရားဥ ဒေအရအမအမှန်ကိုခွဲခြားမသိနိုင်လောက်တဲ့အထိဆေယောကခန်းစားနေရတဲ့သူတွေကိုယာဆွေးသားအနေနဲ့ပြစ်နေချမှတ်လို့မရပါဘူးအဲဒါကြောင့်မယန်နီကသူ့မကိုဂန္ဓာရူဘီခိုင်းတာကြောင့်အဲလိုမျိုးလုထတာပါဆိုပြီးတော့ရဲတွေကိုပြောလာခဲ့ပါတယ်ဂန္ဓာဟူဆိုတာကတော့အင်ဒိုနီးရှားပုံပြနေတဲ့ကအိမ်တော်ရှိတဲ့အမျိုးသမီးတွေနဲ့နေရောက်ကြအဝေးမှာရောက်နေတဲ့အမျိုးသမီးတွေကိုပုံပြောင်းပြီးတော့ဖျံရောက်သွေးဆောင်တတ်တဲ့တရဝါတကောင်ပဲဖြစ်ပါတယ်အဲလိုမျိုးတရဝါတွေကိုစိတ်ဝင်စားတဲ့သူတွေကတော့ဂန္ဓာရူတို့ကလူတွေကိုလူသက်မှုကျွလင့်ဖို့ဖျံရောက်အမိန်ပေးတာမျိုးမလုပ်ဘူးလို့လက်ခံထားခဲ့ကြပါတ ဲ့ဂျန်နီကအဲ့လိုမျိုးပြောချင်အောင်ရှောက်ပြောပြီးတော့ယူချင်းအောင်ဆောင်းနေခဲ့တဲ့ဆိုပေမဲ့ဆေးယောဂကုဆရာဝန်နဲ့ဆန်းသက်လိုက်တဲ့အခါမှာတော့သူမကဆေးယောဂဖြစ်နေတာမဟုတ်ဘဲနဲ့ကျွန်းလွန်ခဲ့တဲ့အမှုအတွက်တောင်းအပြည့်အဝယူနိုင်တဲ့သူလို့သတ်မှတ်ခံခဲ့ရပါတယ်နောက်ဆုံးမှာတော့ဂျန်နီလည်းမလို့မှကိုညင်းလို့မရတော့ဘဲနဲ့သူမကျွန်းလွန်ခဲ့ချောင်းကိုဝန်ခံခဲ့ပြီးတော့ဇလတ်အပြည့်အစုံကိုပြပြခဲ့ပါတော့တယ်အဲ့ဒီတော့မှပဲဂျန်နီကနှစ်ပေါင်းများစွာစိတ်ပိုင်းဆိုင်ရာပြင်ဟပေးခံရတာဂရုစိုက်မခံရတာအမိဖြစ်သူကသူမကိုမချစ်ဘူးလို့ခံစားရတာတွေကြောင့်မုန်းလို့စိတ်တွေဝင်နေခဲ့ပြီးတော့နောက်ဆုံးအဲ့လိုမျိုးသူပြဆရာရာဆွေးမှုကြီးက ကိုကျွလွန်မိသွားခဲ့ပါတယ်ဆိုတာကိုရဲတွေစီမံမခံခဲ့ပါတယ်။စီဒီကလည်းကျွနင်ကြံစီထားတဲ့အမှုမှာမပါဝင်ခဲ့ဘူးဆိုပေမဲ့အိန္ဒိယချင်းတွေတီးသွားမှာဆိုတာကြောင့်လက်ဆဖြောက်ခဲ့တာဆိုတာကိုလည်းဂျန်နီကထွက်ဆိုခဲ့ပါတယ်။လက်ရှိမှာတော့သူတို့နှစ်ယောက်စလုံးကတရားရင်ဆိုင်ရအောင်မှာပဲဖြစ်ပြီးတော့သူတို့ကျွလွန်ခဲ့တဲ့အမှုတွေတည်ရန်ဒါမှမဟုတ်တသက်တကျုံအပြင်ထောင်နဲ့20မှာထပ်တိုးချခံနိုင်ရတယ်လို့သိရှိရတယ်ဗျ။ဒီအမှုကိုလေးလာကြည့်မဲ့ဆိုရင်လီလီရောယန်တီရောနှစ်ယောက်စလုံးကမှားခဲ့တာကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်။လီလီနဲ့တမီဖြစ်သူကိုလှစ်လျော်ရှူတာမျိုးလူကြားထဲမှာအဆက်တကွဲ ဖြစ်အောင်သူမရဲ့အန္တရာယ်ဖြစ်တဲ့ယုံကြည်အပေါ်မှာထိပါပြောဆိုတာမျိုးကစာနာထမျိုးတော်မလုံသိတဲ့အရာပဲဖြစ်ပါရင်ရန်ဒီအနေနဲ့ဘလောက်ပဲအမိဖြစ်သူကိုမုန်းတီးနေပါစေအဲလိုမျိုးရာဇမှုကိုကျွလွန်မဲ့အစားတခြားနိလန်းတွေဖြစ်တဲ့အင်းကနေထွက်သွားတာမျိုးကိုချလာပေါ့ကိုရက်နိုင်အောင်ဂျူစာရာမျိုးတွေရွေးချယ်လို့ရနိုင်ခဲ့တဲ့ဆိုပေမဲ့အမိဖြစ်သူအပြင်အပြင်မရှိတဲ့သမီးလေးကိုပါအဲလိုလှုပ်ထားတာကတော့သူမရဲ့အမားပဲဖြစ်ပါရင်အားကြောင့်ပဲလောကကြီးမှာကို့အနေနဲ့ဘယ်ရာကိုပဲလုံလို့ကိုသာသူ့နေရာမှာဆိုရင်ရောခန္ဓာရင်ရှိပါမလားဆိုတဲ့ကိုကြီးညာစိတ်လေးဝေးပြီးမှပြုလုပ်ကြရ ြဖို့နဲ့တကုတ်ကိုလုံတော့မဲ့ဆိုရင်အရင်တော့အချိုးတင်အကြောင်းတင်လေးစဉ်းစားပြီးမှလုံချပါလို့တိုင်တုံးရင်ဒီဝီလေးကိုတင်ပါမယ်အဆုံးတက်လိုက်ပါရယ်မိတ်ဆွေတို့နည်းရောဒီမှုနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ကြလဲဆိုတော့ကိုကော့မမဝင်းမြပေးသွားခဲ့ကြပါဦးများဝီလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါရယ်